မြန်မာနိုင်ငံပဲအချမ်းမြောက်ဝတီမြို့မှာရှိတဲ့ KK ပတ်မှာအလုပ်လုပ်နေကြတဲ့နိုင်ငံသား1500တဲ့မနေ့ထိုင်းနိုင်ငံမဲဆောက်ပဲအချမ်းကိုထွက်ပြေးဝင်ရောက်လာခဲ့တာကြောင့်ထိုင်းစစ်တပ်ကနေဆက်မှာလုံခြုံရေးတွေတိုးမြင့်ချထားပြီးအခြေအနေတွေကိုအနိကစောင့်ကြည့်နေတယ်လို့ပြောပါရယ်။မြောက်ဝတီမြို့ကလောင်ကစားဝိုင်းနေနဲ့အွန်လိုင်းရာဇဝတ်ခိုင်းနေတရှိရာ KK ပတ်ကိုမြန်မာစစ်တပ်နဲ့နေကြားဆောင်တပ် BGF တို့ပူးပေါင်းပြီးအောက်တိုဘာ22ရက်နေ့ကစလို့ဝင်ရောက်စီးနင်းပြီးတော့ အဆောက်အုံအတော်များများကိုလည်းဖောက်ခွဲဖြစ်စီနေတာကြောင့်အဲ့ဒီမှာအလုလုနေကြတဲ့နိုင်ငံသားသားတွေထိုင်းပြည်ချမ်းကိုထွက်ပြေးလာနေကြတာပါထိုင်းပြည်ရင်တပ်မတော်ရဲ့အထူးတပ်ဖွဲ့တွေဟာနေဇတ်ဒေသတစ်ချောက်ကင်းလက်တာတွေကိုအရှိန်မြင့်လုဆောင်နေတယ်လို့ဆိုပါတယ်မြန်မာစစ်တပ်က KK ပတ်မှာရှိတဲ့အဆောက်အုံတွေကိုဖောက်ခွဲဖြစ်စီတဲ့နေရာမှာနိုင်ငံနေဇတ်မှာရှိတဲ့ဒေသခံတွေထိခိုက်မှုမရှိအောင်ထိနေသိမ့်သိမ့်လုဆောင်ဖို့ထိုင်းမြန်မာနေကြကော်မတီကတဆင့်ကန့်ကွက်စာပို့ထားတယ်လို့လည်းထိုင်းစစ်တပ်ကပြောပါတယ် မြန်မာနိုင်ငံအတွင်းမှာနှစ်ကာလရှည်ကြာစွာတည်ရှိနေခဲ့တဲ့ဒီအွန်လိုင်းရာဇဝတ်ကိုင်းငွေလင်ကိုင်းနဲ့လောင်ကစားဝိုင်းတွေကိုမြန်မာစစ်တပ်ကအရင်ကတိုကနန်းစစ်ကနားဟန်ပြတာအေးအေးယူတဲ့အောင်လုပ်ပြခဲ့ရကအခုမှရုတ်တရက်ထပြီးဝင်ရောက်စီးနင်းအဆောက်အုံတွေကိုဒိုင်နမိုက်နဲ့ဖြိုခွဲပြနေတာဟာဒီရာဇဝတ်မှုလုပ်ငန်းတွေကနေစစ်တပ်ထိပ်ပန်းကောင်းဆောင်တွေပါအကျိုးမရရနေတာမို့ဟန်ပြလုပ်ပြနေတာလို့အများစုကတော့ယူဆထားကြပါတယ်။ထိုင်းနိုင်ငံတက်ခိုင်အတွင်းမှာရှိတဲ့ထိုင်းမြန်မာနယ်စပ်ကုတ်ကဲရေးဌာနရဲ့ စင်းစရာတွေအရ KK ဘက်ကနေထိုင်းဘက်ကိုနိုင်ငံသားသား1595ဦးထွက်ပြေးလာတာမှာအမျိုးသား1330ဦးနဲ့အမျိုးသမီး265ယောက်တို့ပါဝင်တယ်လို့ဆိုပါတယ်ထွက်ပြေးလာသူနိုင်ငံသားတွေတဲ့မြန်မာနိုင်ငံသားအပါအဝင်တခြားနိုင်ငံပေါင်း20ကလူတွေပါပါဝင်တယ်လို့ထိုင်းတာဝန်ရှိသူတွေကပြောပါတယ်အဲ့ဒီထက်ကအများဆုံးကတော့အိန္ဒိယနိုင်ငံသားတွေဖြစ်ပြီး465ယောက်ရှိပါတယ်အဲ့ဒီနောက်မှာတော့ဖိလစ်ပိုင်က220တရုတ်က185ယောက် ဗီယက်နမ်က150တယောက်နဲ့အီသီယိုးပီးယားက130တို့အသီးသီးပါဝင်တယ်လို့ဆိုပါတယ်မြန်မာဘက်ကအွန်လိုင်းရာဇဝတ်ဂိုင်းတွေကနေထိုင်းဘက်ကိုထွက်ပြေးလွတ်မြောက်လာတဲ့အိန္ဒိယနိုင်ငံသားတွေကိုစစ်စစ်ပြီးတဲ့နောက်မဲဆောက်မြို့ကနေလေရင်ဆင်းလွန်ကပြီးအိန္ဒိယအစိုးရကသူတို့နိုင်ငံကိုပြန်လည်ခေါ်ဆောင်သွားခဲ့ပြီးဖြစ်ပါတယ်ထိုင်းဘက်ကိုထွက်ပြေးလာသူတွေကိုထိုင်းမြန်မာချစ်ကြည်တရားအမှတ်နဲ့နဲ့မဲဆောက်ရက်စကန်တို့မှာစစ်စစ်ခဲ့တာမှာနိုင်ငံသား680ကိုတရားစွဲတာ 436ရောက်ကိုပြစ်ဒဏ်ရိုက်ပြီးပြင်းထန်တန်ပေးတာ24ရောက်ကိုထောင်ချတာတို့လုဆောင်ခဲ့တဲ့အပြင်ထိုင်းနိုင်ငံသား32ရောက်ကိုလည်းဒီကိစ္စမှာပါဝင်ပတ်သက်နေမှုအတွက်ဒဏ်ရိုက်ခဲ့တယ်လို့ဆိုပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းတွေအတွင်းမှာလည်းထိုင်းနိုင်ငံချင်းမိုင်မြို့မှာတရားမဝင်အွန်လိုင်းငွေကြေးလိမ်လည်မှုတွေလုဆောင်နေတဲ့တရုတ်နိုင်ငံသား20ကိုထိုင်းအာဏာပိုင်တွေကဝင်ရောက်စီးနင်းဖမ်းဆီးခဲ့ပါသေးတယ်ခင်ဗျာ။ကျွန်တော်ဇောင်းမလိုက်ပါ။